Hello မင်္ဂလာပါ Godcast ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဖက်ပြမှာကစကြဝဠာခီးတဲ့ဆရာညီနောင်ဟန်ပါဘာသာပြန်ထားတဲ့စကြဝဠာခီးတဲ့အပိုင်း၃ရဲ့ဒုတိယခေါင်းစဉ်အဆုံးစွန်နှစ်ချိုင်းတော့ပထမခေါင်းစဉ်ဖြစ်တဲ့ဝိညာဉ်တစေတို့အတိပြီးတဲ့မိုးကောင်းကင်ကို နားမထောင်ရသေးဘူးဆိုရင်ရှိမှာ ြန်နှာထောင်လို့ရပါတယ်အဆုံးစွန်နှချိုင်းတော့ကျွန်တော်တို့ဟာဖြစ်တည်မှုအသွင်တစ်မျိုးတည်းမှာပဲတည်ရှိကြပါတယ်ဒါပေမဲ့ပဂရိတရားရဲ့အခြားသောဖြစ်တည်မှုရှုထောင့်တွေဟာပုံစံအမျိုးမျိုးနဲ့တည်ရှိကြစေဖြစ်ပါလိမ့်မယ်အလင်းလင်းများစွာကွာဝေးတဲ့အာကာသတဲကနေကျွန်တော်တို့ရှေ့ဘွားအောက်အပါဝင်ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာအတွင်းထဲမှာတော့အလားတူပဲဖြစ်မှာပါကျွန်တော်တို့တက်ရှိတွေအပါဝင်အရာဝတ္ထုအလုံးကို အတမ်အနှုမြူတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့မျက်လုံးကိုဖွဲ့စည်းတိစောက်ထားတဲ့အတမ်အနှုမြူအရေးအတွက်ဟာအာကာသစကြဝဠာထဲမှာတည်ရှိတဲ့ Galaxy တွေကခြေတရာတွေအရေးအတွက်ထက်တောင်ပိုပြီးများပြားလို့နေပါတယ်။ကျွန်တော်တို့ရဲ့လက်ဖျားထိတ်တဲ့ပုံမကြီးမားတဲ့အရာဝတ္ထုတိုင်းအတွက်လည်းအဲ့ဒီအဆိုကအမှန်ကန်ပါလိမ့်မယ်။ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာအတမ်အနှုမြူတန်းထောင်ပေါင်း3ဘီလီယံချီပါတယ်။စာဘတ်သူဟာလည်း အလားတူအတမ်အနုမြူတန်းထောင်ပေါင်း3ဘီလီယံနဲ့ဖွဲ့စည်းထားတဲ့အရှားအမီရှိသူတဦးဖြစ်ပါလိမ့်မယ်။ကျွန်တော်တို့အနေနဲ့အဲ့ဒီလိုများပြားလာတဲ့အရေးအတွက်ကိန်းကနန်းတွေအဖြစ်တွက်ချက်မိလိမရှိကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့နေစာတူကသိမြင်ခန်းစားမှုတွေနဲ့အလံဝေးလွန်းနေတာကြောင့်ပါ။ဒါပေမဲ့အဲ့ဒီအကြောင်းရင်းတစ်ခုတည်းနဲ့တော့ကျွန်တော်တို့ရဲ့စူးစမ်းလေ့လာလူစိတ်ကိုဟန့်တားနိုင်ဖို့မရှိပါဘူး။သူကြဆန်းကျယ်လာတဲ့အမှုဇီဝဖြစ်စဉ်တွေကိုကျွန်တော်တို့အင်မတန်စိတ်ဝင်စားကြပါတယ်။ ဒွတ်ထုတွေဟာအတမ်အနုမြူတွေရဲ့ဖွဲ့စည်းမှုကြောင့်ဂုံတက်တီတွေဖြစ်ပေါ်ရပါတယ်ရေအကြောင်းနားလည်ဖို့ဆိုရင်ပါဝင်တဲ့အတမ်အနုမြူတွေဘလို့ရှိတယ်ဆိုတာအရင်သိထားရပါမယ်ရေမော်လီကျူးတစ်ခုချင်းစီတိုင်းမှာဟိုက်ဒရိုဂျင်အတမ်လေးနှစ်ခုဟာသူတို့ထက်အရွယ်အစားပိုမိုကြီးမားပြီးအောက်ဆီဂျင်အတမ်နဲ့ချိတ်ဆက်ဖွဲ့စည်းထားပါတယ်အဲဒါကြောင့်ပဲဓာတုဗေဒပုံသင်နည်းနဲ့ H2O ရလို့ခေါ်ဆိုကြတာဖြစ်ပါတယ်အပူချိန်အနေနဲ့တိတ်လဲမပူဘူးတိတ်လဲမအေးဘူးဆိုရင် မော်လီကျူးတွေဟာလူးလွန်းလှုပ်ရှားနေတတ်ပါတယ်။သူတို့ရဲ့အကြားဆေးကပ်ခြင်းသဘောတော့ရှိနေသေးဖြစ်ပြီးအဆိုင်အခဲအဖြစ်မာကျောရလောက်အောင်ထိလဲခိုင်မြဲတာမျိုးမဟုတ်ပါဘူး။အဲ့ဒီလိုအခြေအနေကြောင့်ပဲသူတို့ဟာအရေးအဖြစ်တရှိနေကြတာပါ။နေအောင်ကြီးနဲ့ထိတွေ့တဲ့အခါမှာစွမ်းအင်ပုံမှုဆုပ်ယူပြီးရေမော်လီကျူးလေးတွေရဲ့ရွေ့လျားမှုကလည်းမြန်ဆန်လာပါတယ်။အပူချိန်ဆိုတာကအဲ့ဒါပါပဲ။အဲ့ဒီလိုမော်လီကျူးတွေရဲ့ရည်လျားမှုမြန်ဆန်လာပြီးအရှင်းချင်းစေကတ်ရှိတ်ဆက်မှုတွေကနေလွတ်မြောက်သွားတဲ့အခါမှာဒါကိုအငွေ့ပြန့်ခြင်းလို့ခေါ်ဆိုကြပါတယ် ကျွန်တော်တို့ရှူသွင်းနေတဲ့လေဟာနိုက်ထရိုဂျင်နဲ့အောက်ဆီဂျင်မော်လီကျူးတွေပေါင်းစပ်ဖွဲ့စည်းထားတာပါအဲ့ဒီထဲမှာရေငွေ့တွေနဲ့ကာဗွန်ဒိုင်အောက်ဆိုက်တန်ငွေ့တွေလည်းပါဝင်ပါလေအဲ့ဒီရေငွေ့တွေကနေအရေအဖြစ်ပြန်စုတဲ့ဖြစ်စဉ်ကိုတော့ငွေ့ရေဖွဲ့ခြင်းလို့ခေါ်ဆိုကြပါတယ်နှင်းဆက်လေးတွေဆိုတာအငွေ့ပြန်ခြင်းကိုငွေ့ရေဖွဲ့ခြင်းကနေတည်ငါအနိုင်ရခြင်းလို့လည်းဆိုနိုင်ပါတယ်အရှိန်တော်ကြပုံမပြတ်ထိမ့်သိမ်းထားနိုင်မယ်ဆိုရင်အဲ့ဒီနှင်းရေဆက်တပောက်ထဲမှာတော့ဆက်ကြဝလာငယ်တစ်ခုလိုပြုတ်မှုနေတတ်ပါတယ် တို့ထဲမှာတက်ရှိတွေလည်းပါဝင်ပြီးရုံးကန်ခြင်းတွေစိတ်လှုပ်ရှားပွဲရာတွေနဲ့လည်းပြည့်နှက်လို့နေပါတယ်။အဲဒီနင်းဆက်လေးတဲကိုဝင်ရောက်ကြည့်ချင်နိုင်မှုဆိုရင်အင်မတန်သိငယ်လာတဲ့အမှုစိတ်အတွေ့အမြင်နဲ့လောကရသိပ္ပံဆိုင်ရာအယူဆတွေလိုအပ်ပါလိမ့်မယ်။အဲဒီနင်းဆက်ထဲမှာဆက်ကလစီတစ်ခုတည်းနဲ့ဖွဲ့စည်းထားတဲ့ပါရမီဆီယာလေးတွေပါဝင်ပြီးတားကောင်တွေကိုအမဲလိုက်နိုင်တဲ့အရည်အသွေးတွေလည်းပါရှိပါတယ်။ဒါပေမဲ့သူတို့ကိုလည်းအမဲလိုက်တဲ့ပြတ်စားတော့မဲ့တက်ရှိတွေအဲ့ဒီနင်းဆက်ထဲမှာပါရှိလို့နေပါတယ်။ ပါရမီစီယာရဲ့ပြိုင်ဘက်ရန်သူကတော့ dialect step ပါပဲသူအနေနဲ့ပြန်လဲတိုက်ခိုက်နိုင်စွမ်းရှိတာမှတ်မိမယ်အကွာအဝေးခက်လန်းလန်းကနေတိုက်ခိုက်ခံရတဲ့အခါမျိုးမှာ dialect step ဟာအသာစီးရသွားလေးရှိပါတယ်ဒါဟာနှင်းဆက်နှင်းပွင့်တဲ့ကအသက်လူပွဲပဲဖြစ်ပါတယ်နောက်ထပ်မြင်တွေ့ရလေးရှိတာကတော့အင်မတန်သေးငယ်လာတဲ့ Tardy Great ခေါ်ရေဝတ်ဝင်ပဲဖြစ်ပါတယ်အဖျားထိတ်တဲ့တောင်ပို့ပြီးသေးငယ်တဲ့အရွယ်အစားပါဒါပေမဲ့ သူတို့ရဲ့အသက်ရှင်ရည်တည်နိုင်စွမ်းကိုတော့အ short တွက်လို့မရပါဘူး။ဒါဒီ great ဟာလက်ရှိကမ္ဘာမြေပေါ်မှာရှင်သန်ရည်တည်လာတာကျွန်တော်တို့လူသားတွေထက်တောင်ပိုပြီးတက်တန်းရှည်ကြခဲ့ပြီဖြစ်ပါတယ်။ခမန်းကြီးနှစ်သန်းပေါင်း900လောက်ရှိပြီလို့ဆိုကြပါတယ်။ဒါဒီ great လေးတွေဟာကမ္ဘာမြေပေါ်မှာနေရာဒေသမရွေးရှင်သန်နိုင်ကြပြီးပင်လယ်ကျမ်းပြင်ပါဝင်အမြင့်မားဆုံးတောင်ထိပ်ဖြားကနေပောက်ကွဲနေတဲ့မိတော်အတွင်းထီတောင်ဟန်မပြတ်သွားလာလှုပ်ရှားနိုင်ကြပါတယ်။ ဒါရင်မကအကာသစကြဝဠာထဲမှာလဲဘလို့အကာအကွယ်မှမလို့ပဲသွားလာနိုင်စွမ်းရှိသလိုကဘာဖြက်ကဘေးဆိုးကြီးတွေအားလုံးကိုလည်းကြော်လွားနိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။တခြားဂျိုတစ်ခုခုကနေလာရောက်လေ့လာတဲ့သူများရှိခဲ့မှာဆိုရင်ကဘာမြေကိုတာဒီဂရိတ်တို့နေရာလို့တောင်ထင်မှတ်သွားနိုင်စရာရှိပါတယ်။တည့်ရလွေးတွေနဲ့ရင်းကြီးလေးတွေတိုင်းမှာစတိုမာတာလို့ခေါ်တဲ့မိုက်ခရိုစကုပ်နဲ့ကြည့်ယူရတဲ့အစိပ်ပိုင်းလေးတွေပါရှိပါတယ်။တိပင်းတွေဟာကာဗွန်ဒိုင်အောက်ဆိုက်တန်းငွေကိုအဲ့ဒီအစိပ်ပိုင်းကနေရှူသွင်းကြပြီး ကျွန်တော်တို့ရှည်သွင်းတဲ့အောက်ဆီဂျင်ကိုပြန်လည်ထုတ်လွှတ်လိုက်ပါတယ်။တပင်တွေဟာကျွန်တော်တို့လူသားတွေမရှိဘဲနဲ့လည်းရှင်သန်ရည်တည်နိုင်စွမ်းရှိကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့လူသားတွေနဲ့အခြားသတ္တဝါတွေကတော့တပင်တွေမရှိဘဲနဲ့ရှင်သန်ရည်တည်နိုင်ကြမှာမဟုတ်ပါဘူး။တပင်တွေဟာနေရောင်ခြေကနေအစာရှက်လုပ်ကြပါတယ်။သတ္တဝါတွေကတော့အဲ့ဒီလိုဆောင်ရွက်နိုင်စွမ်းမရှိကြပါဘူး။သူတို့ဘလို့အစာချက်လောက်ကြရဲဆိုတာသိရှိလို့ရင်တော့အစာပေါင်းများစွာသိငဲ့တဲ့အနုစိတ်ကပါစီတွားရောက်လိလာရပါလိမ့်မယ် သူတို့ရဲ့အဖိုးတန်ရတနာတွေအဖြစ်သုံးမိထားတဲ့အရာကတော့ chlorophyll ပဲဖြစ်ပါတယ်။အဲဒီ molecule ဟာနေအောင်ကြီးကိုစွမ်းရင်အဖြစ်ပြောင်းလဲပေးပါတယ်။လေးလောင်းပုံတံအပင် cyclic C တွေတိုင်းမှာအဆိုင်ရောင်ရန်ရားလေးတွေပါရှိပြီးသူတို့ရဲ့စွမ်းရင်ထုတ်လို့ရဆက်ယုံအလုတ်ယုံတွေလို့လည်းဆိုနိုင်ပါတယ်။တကယ်လို့ဒါအဲဒီရန်ရားလေးတွေရဲ့လေပတ်လုတ်ကိုင်းပုံကိုတုပဖန်တီးနိုင်ခဲ့မှာဆိုရင်နောက်ထပ်ဆက်မှုဒေါ်လာကြီးအသစ်တရအထက်မှန်ပေါ်ပေါက်လာနိုင်ပါတယ်။အဲဒီ chlorophyll ရဲ့ လေပတ်ပုံကိုတည်ရှိထောက်လန်းခြင်းဟာကျွန်တော်တို့လူသားတွေရဲ့အနာဂတ်မှာအင်မတန်အရေးပါလာနိုင်စရာရှိပါတယ်။ကလိုရိုပလတ်တွေဟာနေရောင်ခြည်စွမ်းအင်ကိုအသုံးပြုပြီးရေမော်လီကျူးတွေကိုဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်အက်တမ်တွေအဖြစ်ပြန်လည်ခွဲထုတ်လိုက်ပါတယ်။အဲဒီနောက်ဟိုက်ဒရိုဂျင်ကိုကာဗွန်ဒိုင်အောက်ဆိုက်နဲ့ပေါင်းစည်းပြီးတခြားဓာတ်ပေါင်းကိုထုတ်လုပ်ပါတယ်။အဲ့ဒီနောက်ပုံနေတဲ့အောက်ဆီဂျင်ကိုတော့ဘေးထွက်ပစ္စည်းအဖြစ်လေထုထဲစီပြန်လဲထုတ်လွှတ်လိုက်ပါတယ်။သူ့ရဲ့အတွင်းပိုင်းကိုလေ့လာမယ်ဆိုရင်စိတ်ယုံတွေရဲ့ပတ်တားကျိုးတွေလေပတ်နေသလိုမျိုးတွေ့မြင်ရမှာဖြစ်ပြီ မော်လီကျူးစစ်မှာတော့ကျွန်တော်တို့အတွက်အင်မတန်မြန်ဆန်တဲ့နှုံထားနဲ့လေပတ်နေကြပါတယ်။တမန်မျက်စိနဲ့လိုက်မိဖို့ဆိုရင်တန်းထောင်ကနန်းလောက်တောင်နှုံထားချော့ချယူရပါလိမ့်မယ်။နေရောင်ကြီးကအစိမ်းရောင်ကလိုရိုဖီးမော်လီကျူးကို ရိုက်ခတ်တဲ့အခါဓာတုဓာတ်ပြည့်မှုတွေဖြစ်ပေါ်ပြီးရေမော်လီကျူးကို ခွဲခြမ်းရင်းစွမ်းအင်ပါဝင်တဲ့အီလက်ထရွန်တွေကိုထုတ်လွှတ်လိုက်ပါတယ်။ဒါကနေဆိုင်အကြောင်းဖြစ်ပြီး နေရောင်ကြီးရရှိစဉ်လေပတ်ပုံမှာညဆိုင်မှာတော့ နေဘက်လည်းအလားတူနေအောင်ကြီးကိုအရန်စွမ်းရင်အဖြစ်သိုးလောင်ထားကြပါတယ်။ခုနထုတ်လွှတ်လိုက်တဲ့စွမ်းရင်ပြည့်အီလက်ထရွန်ဟာကာဗွန်ဒိုင်အောက်ဆိုက်နဲ့ပေါင်းစည်းပြီး ရေကနေဟိုက်ဒရိုဂျင်ကိုခွဲထုတ်လိုက်ပါတယ်။အဲ့ဒီခါမှာတခြားဓာတ်ပေါင်းကိုရရှိပါတယ်။အဲ့ဒီတခြားဓာတ်ပေါင်းထဲမှာပဲနေအောင်ကြီးစွမ်းရင်ကိုသိုးလောင်ထားပါတယ်။ကလိုရိုပလက်စ်တွေဟာနေအောင်ကြီးစွမ်းရင်ကိုအသုံးပြုခဲ့တာနှစ်ပေါင်း3ဘီလီယံသက်တမ်းရှိခဲ့ပါပြီ။အဲ့ဒီလိုသင်ငယ်လာတဲ့နေအောင်ကြီးစွမ်းရင်သုံးဘက်ထရီလေးကပဲတအုပ်တွေစိုက်ပျိုးခင်းတွေနဲ့ ပင်လယ်ချမ်းပြင်းတွေစီကရင်ကြီးတွေအကုန်လုံးကိုမောင်းနေနေတာဖြစ်ပါတယ်။အဲဒါကြောင့်မယ်အပင်တွေကိုမိခိုနေရတဲ့ကျွန်တော်တို့တတ္တဝါတွေကိုလည်းမောင်းနေနေတယ်လို့ဆိုနိုင်ပါတယ်။နေအောင်ကြီးစွန့်ရင်တုံးဇီဝတန်တရာဟာကျွန်တော်တို့လူ့အဖွဲ့အစည်းတစ်ခုလုံးကတုံးဆွဲတဲ့စွန့်ရင်ပမာဏအစုစုပေါင်းထက်၆ဆကျော်ပုံမှုများပြားပါတယ်။နေအောင်ကြီးစွန့်ရင်တုံးပြီးအစာချက်လုပ်တဲ့ photosynthesis ဖြစ်စဉ်လို့ဓာတ်ရုပ်ဓာတ်ပြုမှုအဆင့်ထိကျွန်တော်တို့နားလည်လာပြီးတဲ့နောက်တခွက်ကန်းထဲမှာအဲ့ဒီဖြစ်စဉ်အတိုင်းလိုက်လံတုပဖန်တီးယူကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့အနေနဲ့အပင်တွေလောက်ထိရောက်အောင်ဆွမ်းဆောင်နိုင်ခြင်းမရှိကြပါဘူး။ဒါကလည်းအံ့ဩစရာတော့မဟုတ်ပါဘူး။တဘာဝတရားကအဲဒီလုပ်ငန်းစဉ်ကိုနှစ်တန်းပေါင်းထောင်နဲ့ရှိပြီးဆောင်ရွက်လာခဲ့တာလေ။ကျွန်တော်တို့ကအခုမှစတင်စမ်းသပ်မလို့ပဲရှိပါသေးတယ်။ဒါပေမဲ့တကယ်လို့များ Photosynthesis လုပ်ငန်းရဲ့လှုပ်ဝှက်ချက်တွေကိုတွေ့ရှိပြီးဘယ်လိုထိရောက်အောင်မြင်အောင်လုပ်ကံရမယ်ဆိုတာသိရှိသွားပြီဆိုရင်တော့ရေနံတဘာဝတန်ွေအကြောင်းမီးတွေစတဲ့လောင်စာအရင်းမြစ်တွေအားလုံးနောက်ကောက်ကျသွားမှာဖြစ်ပါတယ်။ ဖိုတိုစင်သစစ်ဟာတကယ်ကိုသဘာဝလောင်စာချက်လုံးမှုလုပ်ငန်းစဉ်မှာပဲလေထုကိုလည်းမညံ့ညမ်းစေသလိုကာဗွန်ဓာတ်ကိုလည်းပြည့်ပြည့်စေပါတယ်လူတွေကတမင်ဖန်တီးထုတ်လုပ်လိုက်တဲ့ဖိုတိုစင်သစစ်လုပ်ငန်းစဉ်ဟာအတိုင်းအတာတစုံတရာအထိကြီးမားလာခဲ့မယ်ဆိုရင်ဖန်လုံအိမ်အာနိသင်သက်ရောက်မှုကိုလည်းလျှော့ချလာနိုင်မှာဖြစ်ပါတယ်အဲဒါဆိုရင်ရာသီဥတုပြောင်းလဲခြင်းဆိုတဲ့ဘေးရန်များလာတဲ့လူဖွဲ့စည်းရဲ့ဥတ္တရာလမ်းကြောင်းကိုလည်းပဲ့ကင်သွားနိုင်ပါလိမ့်မယ်ခုနကကျွန်တော်တို့ပြောသွားခဲ့တဲ့နင်းဆက်လေးအငွေပြန်သွားတဲ့အခါမှာသူ့အထဲက ဒါဒီ grade လေးတွေကရောဘလို့များကြံရိတ်ခဲ့ကြမှာပါလဲဘာမှစိတ်ပူစရာမရှိပါဘူးဒါဒီ grade ဆိုရဲရေဘဝင်လေးတွေဟာရေထက်လုံးဝမရှိပဲနှစ်နဲ့ရှိပြီးတော့ရှင်သန်နေထိုင်စွမ်းရှိပါတယ်သူဇန္နာကပထမဆုံးသောပန်းပွင့်ရေလို့မပွင့်လန်းခင်နှစ်တန်းပေါင်းရာခဏန်းကလေးကအပင်တွေဟာကဘာမြင့်မြင့်နှစ်ပြင်ပေါ်နေထိုင်ရှင်သန်လာခဲ့တာဖြစ်ပါတယ်အဲ့ဒီကာလဟာဆိုရင်ဒိုင်နိုဆောတွေမျိုးသုံးပျောက်ွယ်မသွားခင်နှစ်တန်းတရာလောက်အလိုမှာဖြစ်ပါလိမ့်မယ်အဲ့ဒီခေတ်ကာလတွေတုန်းကကဘာမြင့်ဟာ အစိမ်းအောင်နဲ့အညိုရောင်တွေအတိပြီးပြဲတဘာဝလောကကြီးဖြစ်လို့နေမှာပါပဲအပင်ကြီးငယ်မျိုးစုံတို့ပေါ်ရောက်နေကြမယ်လို့ယူဆရပါမယ်ခန်းရောင် iris ပင်တွေအနီရောင်နှင်းစီပင်တွေတော့မရှိသေးပါဘူးတခွာပန်းပင်တွေဟာကမ္ဘာပေါ်မှာမျိုးစိတ်အစုံလင်ဆုံးပန်းပင်တွေလို့ဆိုနိုင်ပါတယ်စင်ကဲဖြစ်စဉ်ရဲ့အဒီပလီကြီးဒါဝင်ကိုတိုင်းအမျိုးအစားစုံလင်လွန်းလာတဲ့တခွာတွေကိုသဘောကျခဲ့ပြီးမက်ဒဂတ်စကာကျွန်းစီရောက်ရှိတုန်းက Comex တစ်ခွမျိုးကိုမြင်တွေ့ရတော့တအံ့တအောဖြစ်ယူခဲ့ရတယ်လို့ဆိုပါတယ်။ Comex တစ်ခွမှာဝမ်မောဟာရှေလျားသေးသေးလာတဲ့တစ်ခွရိုးတန်းရဲ့ဟိုးအောက်မှာရောက်ရှိနေတာကြောင့်ပါ။အဲ့ဒီတစ်ခွမျိုးကိုချီရှုပြီးကမ္ဘန်ဟော့ကင်းထုတ်ဖို့ကိစ္စကလည်းအင်မတန်မှကိုအရေးပါလာတာမဟုတ်လား။တဘာဝလျောက်ရွေးချယ်မှုရဲ့စင်ကဲဖြစ်စဉ်ရဒါဝင်ဟာဟော့ကင်းထုတ်လိုက်တာကတော့မက်ဒဂတ်စကာကျွန်းရဲ့တနေရာမှာနှာမောင်းတဲ့အလွန်ရှေလျားတဲ့အင်းဆက်တစ်မျိုးရှိကိုရှိရမယ်လို့ပါ။ အဲ့ဒီရှေလျားလာတဲ့နှာမောင်းတံနဲ့ကော်မတ်တခွားရဲ့ဝန်ပုံကိုဆက်ယူလိုက်မယ်လို့သူကဆိုပါတယ်။ဒါပေမဲ့အဲ့ဒီလိုထူးထူးဆန်းဆန်းအင်းဆက်မျိုးကိုဘယ်သူမှမြင်တွေ့ဘူးချင်းမရှိသေးပါဘူး။ဒါပေမဲ့ဒါဝင်ကတော့အလားတူပုံသဏ္ဍာန်ချိတဲ့အင်းဆက်မျိုးရှိကိုရှိရမယ်လို့အခိုင်အမာဆိုခဲ့ပါတယ်။အဲ့ဒီခေတ်ကာလတုန်းကတော့ဒါဝင်ရဲ့ဟော့ကင်းကိုယုံကြည်တဲ့သူခက်ချာချလို့ဆိုရမှာပါပဲ။နောက်ထပ်နှစ်ပေါင်း90အကြာမှာတော့ဒါဝင်ရဲ့အဆိုးမှန်ကန်ကြောင်းတက်သေးထူနိုင်ခဲ့ပါတယ်1903ခုနှစ်မှာ Morgan Sphinx လို့ခေါ်တဲ့ပုံဖလန်ကြီးကို မတ်တဂတ်စကာကျွန်းမှာတွေ့ရှိခဲ့ပါတယ်။ကော်မက်တစ်ခွအမွှေးရနံ့ရဲ့ဆွဲဆောင်မှုနဲ့ရိုးရန်ရှိစီတပေနီးပါရှိတဲ့နှာမောင်းတံနဲ့ဆုပ်ယူနေတဲ့မော်ဂန်စပင်ဟာဒါဝင်ရဲ့ဟော့ဂိန်းအတွက်ခိုင်မာတဲ့အထောက်အထားပဲဖြစ်ပါတယ်။မော်ဂန်စပင်ပိုပလန်ကြီးမြို့ထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့မတ်တဂတ်စကာကျွန်းရဲ့မိုတေတော်60ရာခိုင်နှုန်းဖြည့်ဆည်းခံခဲ့ရခြင်းပါပဲ။အဲ့ဒီပိုပလန်မြို့ကြီးအပါအဝင်အင်းစိတ်မြို့စိတ်အများအပြားမြို့တုံးပြောက်ကွယ်သွားလိမ့်မယ်လို့လည်းဒါဝင်ကခံမှန်းခဲ့ပြီးအဲ့ဒီအတိုင်းအမှန်တကယ်ဖြစ်ပွားခဲ့ပါတယ်။ နဲ့တပေါင်းများစွာကြာညောင်းတဲ့စင်ကဲဖြစ်စဉ်အတိုင်းအတက်မနှူးမြူတွေနဲ့အမှတ်တမ်းတင်ထားခဲ့တဲ့တက်ရှိတွေရဲ့အခန်းကဏ္ဍလို့လည်းဆိုနိုင်ပါတယ်။ဖလန်လန်ကအမွေပြန့်တဲ့ပညာဏကိုရရှိပြီး ရုပ်ရှင်ဇလံတွေ၊ကြပြားတွေ၊တခြင်းတွေစတာတွေဒီကြောင်းတတိတိယဖြစ်မိတာမျိုးကြုံတွေ့ဘူးကြပါသလား။အဲ့ဒီဖြစ်ရကတော့အလင်းလိုစွန့်ရင်လိုင်းတွေများလား၊ဒါမှမဟုတ် microscope နဲ့ကြည့်မှတွေ့မြင်နိုင်တဲ့အမုံဆိုတာမျိုးလား။တကယ်တမ်းဆိုရရင်အဲ့ဒါက molecule အစုအဝေးဖြစ်ပါတယ်။ ဗမုံမိကင်းရင်တူးသွားတဲ့အနက်ဓာစီနံ line up banking ကနေထွက်ပေါ်လာတဲ့မွေးရနက်စတဲ့ကျွန်တော်တို့ရရှိတဲ့မွေးရနက်တွေဟာ molecule အစုအဝေးပါပဲအဲ့ဒီ molecule တွေဟာထူးခြားတဲ့သင်္ဘင်သဏ္ဍန်တွေပိုင်ဆိုင်ထားကြပါတယ်သူတို့ကိုရှည်စွန်းလိုက်တဲ့အခါမှာကျွန်တော်တို့နှာခေါင်းထဲကအာယုံခံ cell collection လေးတွေကိုသွားလုံနှိုးလိုက်တယ်လို့ဖြစ်ပြီး layer 6အချက်ပြမှုဟာအုံနောက်ကိုသွားတည်င်းပို့ပါတယ်အဲ့ဒီမွေးရနက်ဟာ line up bank ဆိုတာပါပဲတခြားသောမွေးနံတွေတည်ဆောင်လာတဲ့ molecule တွေကတော့ သူတို့ရဲ့ကိုပိုင်သွင်းမြင့်သဏ္ဍာန်တွေပိုင်ဆိုင်ကြပါတယ်။ပန်းပွင့်ရဲ့ရနှက်ကဖြစ်စေမီလင်မူကနေညှော်နှဲ့ရတာဖြစ်စေမော်တာတွေကဆက်စီနှံဖြစ်စေကျွန်တော်တို့ရဲ့မျက်ညံတွေကိုလှုပ်နှိုးစေတဲ့အလားတူဖြစ်ရတွေကိုစောင့်ကြည့်လာစေပါတယ်။ပန်းပွင့်လေးတပွင့်ကနေဖတ်ပေါ်လာတဲ့မှုရင်နဲ့ဟာဘာလို့များအစွမ်းထက်လာတဲ့မျက်ညံတွေကိုလှုပ်နှိုးနိုင်စွမ်းရှိနေတာပါလဲ။ကျွန်တော်ရဲ့အုံနောက်တွေစင်ကဲဖြစ်စဉ်အတိုင်းထိုးတက်လာခဲ့တဲ့အကူကအဲ့ဒီနီလမျိုးနဲ့ဖြစ်ဖို့များပါတယ်။ အနန္တဇုံတရားကိုရရှိတဲ့အခါမှာအုံနောက်ရဲ့အာယုံခံအစိတ်ပိုင်းတွေကိုသွားပြီးသတင်းပို့တယ်။အဲ့ဒီအာယုံခံအစိတ်ပိုင်းဟာအမိဂဒါလာခေါ်တဲ့အစိတ်ကံစားမှုကိုထိန်းချုပ်ရမှာအရေးပါတဲ့အင်္ဂါရက်ဖြစ်ပါတယ်။ဟစ်ပိုကမ်ပတ်ဆိုတဲ့မှညံထိန်းချုပ်ရာအစိတ်အပိုင်းနဲ့လည်းနီးကပ်စွာတရှိလို့နေပါတယ်။နှာခေါင်းကနေမွေးရည်နှံကိုတည်ဆောင်လာတဲ့အခါအုံနောက်ဆက်ကလစီအစုလေးတွေဟာဗိုင်းနန်လဲဆိုတာနှစ်တန်းပေါင်းရာနဲ့ရှိတဲ့စင်ကဲဖြစ်စဉ်တစ်လျှောက်နားလည်ခဲ့တဲ့အတိုင်းအတိတ်ပဲဖွင့်ဆိုကြပါတယ်။ ဒါဟာကျွန်တော်တို့အသက်ရှင်ရည်တည်ဖို့အတွက်အင်မတန်အရေးပါတဲ့လုပ်ငန်းစဉ်ဖြစ်ပြီးဘယ်နှက်ကအန်ဒီယိုကိုဖွံ့ညှိုးနေကြောင်းမဖြစ်မနေနားလည်ရတာမျိုးပါတကယ်လို့ကျွန်တော်တို့ကိုဖမ်းယူစားတောင်းမယ်တာရဲတွေအနီးနားမရှင်းကနိုင်ငံကလေးကအနက်တစုံတရာကိုရရှိပြီးချိုတင်ရှောင်ရှားနိုင်ခဲ့မယ်ဆိုရင်တောင်မီတွေလောင်ကျွမ်းနေတော့ပိတ်မိမနေခင်ရှောင်တိန်နိုင်ဖို့အထောက်အကူဖြစ်စေခဲ့မယ်ဆိုရင်ကျွန်တော်တို့အတွက်အသက်ရှင်ဖို့အဲ့ဒီအနက်ခက်အာယုံကိုနောက်မျိုးဆက်တွေစီလက်ဆင့်ကမ်းနိုင်ဖို့အခွင့်အလမ်းပုံမှုများပြားလာပါလိမ့်မယ် ခုနပြောတဲ့ပမ္ပုန်ကနေရရှိတဲ့မွေးရည်နဲ့ဟာအာယုံကအစိပ်ပိုင်းတွေကိုလှုံ့နှိုးဖို့အတွက်ပင်ကိုထူးခြားတဲ့သွင်ပြင်သဏ္ဍာန်နဲ့ဖွဲ့စည်းထားပါတယ်။အဲ့ဒီလိုအတီးအကျဖွဲ့စည်းထားတဲ့မော်လီကျူးစုဝေးကပဲကျွန်တော်တို့အုံနောက်ထဲကသူနဲ့သက်ဆိုင်ရာမှတ်ဉာဏ်ကိုလှုံ့နှိုးနိုင်စွမ်းရှိတာဖြစ်ပါတယ်။ဒီပင်တွေကလည်းကျွန်တော်တို့နီးတူအသက်ရှူသွင်းနေကြတာပါပဲ။ကာဗွန်ဒိုင်အောက်ဆိုက်မော်လီကျူးတွေကိုရှူသွင်းပြီးအောက်ဆီဂျင်မော်လီကျူးတွေကိုရှူထုတ်ကြပါတယ်။ကျွန်တော်တို့အသက်ရှူပုံနဲ့တော့အဆန့်ကျင်ဘက်ပေါ့လေ။လက်ပွေရာတွေ နှိမ့်မှုချက်တွေနဲ့မတူပဲအတမ်အနုမြူတွေနဲ့မော်လီကျူးတွေဟာဒရဝတုယဉ်တူညီတယ်ဆိုရင်ဒီပုံစံနဲ့ဖြစ်ကြပါတယ်ကျွန်တော်တို့အသက်ရှူသွင်းလိုက်တဲ့မှာခန္ဓာကိုယ်ထဲဝင်ရောက်သွားတဲ့မော်လီကျူးအရေအတွက်ဟာစိုက်ကြဝလာတွေကဂလက်ဆီတွေမှာပါဝင်တဲ့ခြေတရအရေအတွက်ထပ်ပုံမှုများပြားလာပါတယ်ကျွန်တော်တို့ရှူထုတ်လိုက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်မော်လီကျူးကလည်းကမ္ဘာလေထုထဲကိုရောက်ရှိသွားပြီးတခြားသောအသက်ရှူတွေအသက်ရှူစေနိုင်ပါတယ်ကျွန်တော်တို့တွေမှာကကျွန်တော်တို့ရဲ့ဘိုးဘေးတွေအသက်ရှူသွင်းလိုက်တဲ့မှာမော်လီကျူးပေါင်းတန်းရာခိုင်နှုန်းအရေအတွက်ရှိပါတယ် ဲ့ဒီ molecule တွေ atom တွေကပဲကျွန်တော်တို့ရဲ့ဘိုးဘေးတွေပြန်လည်ဝင်စားသလိုမျိုးလို့ဆိုနိုင်ပြီးတို့နဲ့ချိတ်ဆက်မိတဲ့ခံစားချက်ကိုဖြစ်ပေါ်စေတယ်ထင်ပါရဲ့အဲ့ဒီ atom တွေ molecule တွေဟာစကြဝဠာအနှံ့ကိုလေ့လာစူးစမ်းလို့တဲ့ကျွန်တော်တို့နဲ့ဟောအရင်ကပ္ပဦးခေတ်ကာလရဲ့ဘိုးဘေးတွေအကြောင်းတဖန်ဆက်နွယ်မှုလို့လည်းဆိုနိုင်ပါတယ်စကြဝဠာကပါလောကကိုကျွန်တော်တို့အသစ်တဖန်ရှုမြင်ပုံတွေပေါ်ထွန်းလာခဲ့တာသိမကြသေးပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်း2500လောက်တုန်းကမှပါအဲဒီတုန်းက ကဘာအခြေချမ်းရဲ့ empire တွေနဲ့အနောက်ကဘာကိုရှေးခေတ်ဂရိခေါမပြည်ကရှိတ်ဆက်ပေးထားသလိုရှိခဲ့ပါတယ်။အဲဒီကနေပဲဂုံစီကူးတန်းဖောက်ကားသူတွေကဘာလက်လိလိုက်ခီးထွက်သူတွေတင်မောသားတွေကုလူဆက်ဆံခဲ့ကြပြီးသူတို့ကြားသိခဲ့ရသမျှမေဂရစ်တွေနဲ့နတ်ဖျားတွေအကြောင်းအပြန်အလှန်ဖောက်သည်ချခဲ့ကြပါတယ်။အခုတူရကီနိုင်ငံဖြစ်ပြီး Militas Low Ironian မြို့ပြတွေမှာလည်းကျွန်တော်တို့သိမြင်ထားတဲ့ dressing တွေအကြောင်း ကနဦးလေးလာတွေ့ရှိခဲ့ကြပါတယ်။အဲဒီဒေသမှာကမ္ဘာသမိုင်းရဲ့ပထမဦးဆုံးသောပြဿနာတွေဝိထုတွေကြပြားတွေလည်းစတင်ခဲ့ကြတယ်လို့ဆိုပါတယ်။အဲဒီထက်ပိုပြီးအရေးပါတာကပြည်သူလူထုကနေတိုင်းပြည်ကိုအုပ်ချုပ်တဲ့ထူးခြားဆန်းသစ်တဲ့အတွေ့အမြင်ဟာလည်းအဲဒီမှာပဲစတင်ခဲ့တယ်ဆိုတာပါပဲ။ဒီကနေ့ဒီမိုကရေစီရဲ့လို့ကျွန်တော်တို့ခေါ်ဆိုသုံးလုံးတဲ့ဝါရရဲ့နောက်ွယ်ကအများပြည်သူတအူးချင်းစီမှာ အုပ်ချုပ်သူအစိုးရတွေညှင်းပယ်လို့မရတဲ့ရပိုင်ခွင့်တွေပိုင်ဆိုင်ထားတယ်ဆိုတဲ့အတွေ့အမြင်ဟာလည်းအဲ့ဒီမှာပဲစတင်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်အမြင်ကအဲ့ဒီရှိခိကဘာကနေထပ်ပေါ်ခဲ့တဲ့အစမ်းတဆုံးလို့ဆိုခြင်းတဲ့အတွေ့အမြင်ကတော့တဘာဝပုံဝင်ခြင်းတွေဟာနတ်ဖရားတွေရဲ့ဆုလက်တွေပြည်တံတွေကြောင့်မဟုတ်တဘာဝလုံးနတ်ဖရားတွေတကောပြတိဟာတွေမပါဝင်ပဲတဘာဝပြည့်စင်တွေအကြောင်းကိုဖွင့်ဆိုရှင်းပြနိုင်တယ်ဆိုတဲ့အတွေ့အမြင်ပါပဲ။ အဲ့ဒီအတွင်းမြင်ကိုပထမဦးဆုံးဖော်ထုတ်ခဲ့သူရဲ့အမိကတော့တေးလစ်ပဲဖြစ်ပါတယ်။မိုးချိန်တာတွေမြင်းကလင်းလောက်တာတွေဟာကျွန်တော်တို့လှုပ်ဆောင်လိုက်တဲ့အကြောင်းကိစ္စတစုံတရာအပေါ်နတ်ဖျားတွေကအမနစ်မြို့တာကြောင့်လားမဖြစ်နိုင်ပါဘူး။ကျွန်တော်တို့လူသားတွေနားလည်သဘောပေါက်နိုင်တဲ့သဘာဝအတိုင်းဖြစ်ပေါ်တဲ့တက်ရောက်အားတွေကြောင့်ပါ။တေးလစ်တို့ခေတုံးကတော့အဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးစောင်းလင်းအောင် ဖွင့်ဆို ရေးသားထားတဲ့စာပေကျမ်းဂန်တွေလည်းမရှိခဲ့ဘူးလေ။အဲ့ဒီတော့တေးလစ်ကအဲ့ဒီအကြောင်းတွေကိုဖွင့်ချလိုက်ပြီး ဒီကနေ့ထိအောင်ကမ္ဘာလောကကိုအပြင်းထန်ကန်လှုပ်နေစေလို့ဆိုနိုင်ပါတယ်။ဆရာဝလာကမ္ဘာလောကဟာလူသားတွေနားလည်နိုင်တဲ့သဘာဝနိယာမနဲ့ဖွဲ့စည်းထားတဲ့ဆိုတဲ့အသေးလေးချက်အမြင်ဟာအဲဒီခေတ်ကာလကနေဒီကနေ့အတိုင်းထိလူဖွဲ့စည်းပေါ်တရားမှုအင်မတန်ပြင်းထန်ခဲ့ပါတယ်။ဒေးလီစကော်လွန်ပြီးရာစုနှစ်တစ်ခုကျော်လွန်ပြီးသွားတဲ့အခါနောက်ထပ်ပါရမီရှင်တအူးထပ်မံပေါ်ထွက်လာခဲ့ပြန်ပါတယ်။ကျွန်တော်တို့ရဲ့ပဝန်းကျင်က တဘာဝအင်အားစုတွေအကြောင်းဖွင့်ဆိုရှင်းပြရမှာသူ့ကိုကြော်လွန်တဲ့သူခက်ရှားရှားဖြစ်ပါလိမ့်မယ်။အဗ်ဒါရာဒေတာရဲ့ Democratic ဆိုသူပါပဲ။စကြာဝဠာကမ္ဘာလောကအကြောင်းတည်နာလေလိုစိတ်အင်မတန်ပြင်းပြပြီးလူ့ဖွဲ့စည်းခေတ်ဦးရဲ့လောကရသိပ္ပံပညာရှင်လို့လည်းသတ်မှတ်ခဲ့ကြပါလေ။အပြောင်အပြက်ပြောဆိုရမှာလဲပြိုင်ဆန်ချလို့ဆိုပါလေ။ပါတီပွဲတွေမရှိတဲ့လောကဟာထမင်းဆိုင်မရှိတဲ့အဝေးပြေးလက်မကြီးလိုပဲလို့ဆိုခဲ့သူဖြစ်ပါလေ။ ကမ္ဘာလောကကိုအင်မတန်သေးငယ်လာတဲ့အတမ်အနုမြူတွေနဲ့ဖွဲ့စည်းထားတယ်။အဲ့ဒီအတမ်တွေအကြားမှာလဲလေဟာနဲ့ဟင်းနှင်းမြင့်တွေအများအပြားပါဝင်လို့နေတယ်။အဲ့ဒီလိုမဟုတ်ရင်ကမ္ဘာလောကဟာလှုပ်ရှားမရအောင်ဖြစ်နေလိမ့်မယ်လို့သူကဆိုပါတယ်။အမှန်တကယ်လဲအဲ့ဒီလိုပါပဲ။ဒီမော့စကတက်စ်တောက်သုံးတဲ့ဝိုင်းအရက်ရှူရောထည့်ထားတဲ့အခြေခွက်ပါအတမ်အနုမြူတွေနဲ့ဖွဲ့စည်းထားတာပါ။ကျွေးတဲ့မြေတွေမှာဆိုရင်မိုက်ခရိုစကုပ်နဲ့ကြည့်ရှုတဲ့အခါမတူကွဲပြားတဲ့သတ္တုမျိုးစားတွေပါဝင်ပြီး အမျိုးအစားတစ်ခုချင်းစီတိုင်းမှာကိုယ်ပိုင်ဖွဲ့စည်းပုံတွေရှိကြပါတယ်။တလင်းကြောက်ဟာဆိုရင်အတမ်၃လုံးနဲ့ပုံစံတူဖွဲ့စည်းထားတာဖြစ်ပြီးသူ့ထက်ဖွဲ့စည်းပုံရှုပ်ထွေးတဲ့အုတ်တဖျားမှာတော့အတမ်၁၀လုံးဝန်းကျင်နဲ့တပုံစံနဲ့ဖွဲ့စည်းပါဝင်ပါတယ်။အရှားတွက်စင်နေနဲ့ပေါင်းစည်းပေးလို့ရဆိုရင်တော့အဲ့ဒီအတမ်တွေကိုအချင်းချင်းချိတ်ဆက်မိအောင်ဓာတ်ပြုတ်ပေးမှပဲဖြစ်ပါလိမ့်မယ်။အဲ့ဒီတဲကမှကာဗွန်အတမ်ဟာအင်မတန်ထူးခြားတဲ့အတမ်အနုမြူလို့ဆိုရပါလိမ့်မယ်။ ကဘာမြေပေါ်ကအသက်ရှိတွေအတွက်မရှိမဖြစ်အရေးပါတဲ့အတမ်လေးဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကာဗွန်အတမ်ဟာမတူကွဲပြားတဲ့အခြားအတမ်လေးမျိုးလောက်နဲ့တပြိုင်နက်တည်းပေါင်းစည်းနိုင်တာကြောင့်ပါပဲ။တခြားအတမ်အမျိုးအစားများကြီးနဲ့ရှိတ်ဆက်နိုင်သလိုကာဗွန်အတမ်အရှင်းရှင်းနဲ့ပါထပ်မံရှိတ်ဆက်နိုင်စွမ်းရှိပါတယ်။ကွင်းဆက်လိုမျိုးချင်းကျိုးလိုမျိုးလည်းအခြေကြီးရှိတ်ဆက်နိုင်ပြီးပုံဆောင်ခဲထက်ပုံမိုးရှုပ်ထွေးတဲ့မော်လီကျူးတွေကိုဖွဲ့စည်းနိုင်ပါတယ်။အဲဒီလိုရှိတ်ဆက်ရလွယ်ကူမှုမှာတခြားဘယ်အတမ်နဲ့မှ သူနဲ့မရှင်းပြိုင်နိုင်ပါဘူးဆီလီကွန်လိုဓာတုဖွဲ့စည်းပုံစင်နဲ့အတံပါတော်ကာဗွန်နဲ့ဖွဲ့စည်းသလိုမျိုးအမျိုးအစားစုံလင်ခြင်းမရှိပါဘူးပရိုတိန်းလို့ကျွန်တော်တို့ခေါ်ဆိုကြတဲ့ကာဗွန်အရှိပြုမော်လီကျူးတရှိတွေရဲ့မော်လီကျူးမှာဆိုရင်အတံပေါင်းသိန်းနဲ့ရှိပြီးဖွဲ့စည်းထားတာပါ ကာဗွန်အတံမှာမော်လီကျူးရဲ့ကျော်ရိုးဖြစ်ပြီးကျွန်တော်တို့အပါဝင်တရှိတွေအားလုံးကိုဖွဲ့စည်းရမှာအဓိကဖြစ်လို့နေပါတယ်ကြောက်ဆိုင်ကြောက်ခဲတွေနဲ့ က်ရှိတွေအကြားကွဲပြားခြားနားမှုကအဲ့ဒါပါပဲတက်ရှိတွေမှာမော်လီကျူးထောင်ပေါင်းများစွာတို့ဟာစမ်းပြားရှုပ်ထွေးစွာဖွဲ့စည်းထားကြပြီးဒရဝတ္ထုတွေကိုအပြန်အလှန်တက်ရောက်မှုဖြစ်စေတာစင်ကဲပြောင်းလဲစေတာချစ်ရှင်းမြတ်တာကိုခံစားနိုင်စေတာတွေဖြစ်ပေါ်စေပါတယ်ကျွန်တော်တို့နေထိုင်ရာကမ္ဘာလောကမှာအတမ်းအနှမြူအဆင့်ပြောဆိုတဲ့အခါဒရဝတ္ထုတွေအနေနဲ့အမှန်တကယ်ထိတွေ့မိခြင်းမရှိပါဘူးအတမ်းနိုင်ရင်အလဲဘဟုမှာအင်မတန်သိငယ်တဲ့နျူကလ িয়ার ဆိုတဲ့အစိတ်ပိုင်းပါဝင်ပြီး ။အပြင်ဘက်မှာတော့ electron တွေဟာတိမ်တိုက်တဲ့ဘွဲတက်ရောက်အားကိုစောင့်ခြင်းလို့နေပါတယ်။ atom တွေဟာအရှင်းချင်းနှီးကပ်သွားတဲ့အခါ electron တိမ်တိုက်ရှင်းတက်ရောက်အားစုံစည်းမိကြတာပါ။99.9%ရာခိုင်နှုန်းသော atom တွေရဲ့အတွတ်ထုဟာ nucleus ပေါ်မှာပဲအခြေပြုထားပါတယ်။သူကမမြင်ရတဲ့ electron တိမ်တိုက်နဲ့ဝန်းရံထားတယ်လို့မျိုးပါ။အဲဒီ electron တွေရဲ့ဖွဲ့စည်းမှုပုံသဏ္ဍာန်ကပဲဒဝတ္ထုရဲ့သဘောတဘာဝကိုဆုံးဖြတ်ပေးပါတယ်။ တာမန်နေဆက်တူဝကမ္ဘာလောကမှာတော့နျူကလ িয়াস အချင်းချင်းထိတွေ့တယ်လို့ဘယ်တော့မှမရှိပါဘူး။အချင်းချင်းထိတွေ့မိကြတယ်ဆိုတဲ့ခံစားချက်ဟာမမြင်ရတဲ့ electron တင်ဓာတ်ရဲ့တက်ရောက်မှုတွေအပြန်အလှန်တွန်းကန်တဲ့သဘောပါပဲ။နျူကလ িয়াস ဟာ atom နဲ့နှိုင်းစာရင်အချို့အစား impedan သေးငယ်လာပါတယ်။တကယ်လို့ atom ဟာဖျားချောင်းကြီးလောက်အရွယ်အစားကြီးမားခဲ့မယ်ဆိုရင်နျူကလ িয়াস ဟာပုံမှုန်လောက်လေးပဲရှိပါလိမ့်မယ်။ atom ဟာအများအပြားဟင်းလင်းပြင်ကြီးပါပဲ။ ဓာတ်တွေအကြောင်းကိုအတက်မနှွင့်မြူအစင်းထိနားလည်လို့ရဆိုရင်တော့ အစပေါင်းတသိန်းလောက်ပုံမသေးငယ်တဲ့နှုံးထားနဲ့လေးလာမှပဲဖြစ်ပါလိမ့်မယ်။စကြဝဠာတစ်ခုလုံးမှာအရိုးရှင်းဆုံးသောအတမ်ကတော့ဟိုက်ဒရိုဂျင်ပဲဖြစ်ပါတယ်။သူ့ရဲ့နျူကလ িয়াস မှာပရိုတွန်တစ်လုံးပဲပါဝင်ပြီးဒရက်စင်ဆရာရဲ့ပထမဆုံးနေရာကိုရယူထားပါတယ်။နျူကလ িয়াস ရဲ့အပြင်ဘက်မှာအီလက်ထရွန်တင်တဲ့အဖြစ်လဲပတ်နေတာကလည်းတစ်လုံးတည်းသောအီလက်ထရွန်မှာပဲ နျူကလ িয়াস မှာပရိုတွန်နှလုံးပါဝင်တဲ့အခါမှာတော့ပရိုတွန်တွေအချင်းချင်းတွန်းကန်ကြပါတယ်။သူတို့ကိုနျူကလ িয়াস မှာအတူတကွအစုစည်းနေစေဖို့နျူထရွန်ဆိုတဲ့အရှာအမုံတစ်မျိုးလိုအပ်လာပါတယ်။သူတို့ကပရိုတွန်တွေတစုတစည်းတည်းရှိနေစေဖို့တာဝန်ယူပေးပါတယ်။အဲဒီလိုနျူကလ িয়াস ထဲမှာပရိုတွန်နှလုံးရှိတဲ့အက်တမ်ကတော့ဒွတ်ဆင်ဇရာရဲ့ဒုတိယမြောက်ဖြစ်တဲ့အီလီယံပါပဲ။ဒွတ်ဆင်ဇရာရဲ့အမတ်လျှောက်မှာရှိပြီးပရိုတွန်၆လုံးပိုင်ဆိုင်တဲ့ဒွတ်ဆင်ကတော့ကာဗွန်ဖြစ်ပါတယ်။ တရှိတွေအားလုံးအတွက်မရှိမဖြစ်အရေးပါတဲ့ dressing ပါပဲရွှေတက်ထုမှာတော့ proton 96လုံးပါဝင်ပြီးအပြင်ဘက်မှာလည်း electron တင်တဲ့အတွင်း electron 96လုံးလှည့်ပတ်လို့နေပါတယ်အဲဒီ electron တွေအလင်းနဲ့ထိတွေ့တဲ့အခါပြုံမှုပုံကပဲရွှေကိုအယောင်တလက်လက်ဖြစ်စေပါတယ် nucleus ထဲမှာ proton တစ်လုံးပုံမူလာတိုင်းအတူတကွစုစည်းနေစေဖို့ neutron တစ်လုံးထပ်မံလိုအပ်ပါတယ်ဒါပေမဲ့အတိုင်းအစားမရှိထည့်သွင်းနိုင်တဲ့မျိုးမဟုတ်ပါဘူး နျူကလ িয়াস ကိုတင်ငိနေစေဖို့နျူထရွန်အရေအတွက်ထည့်သွင်းရမှာအကန့်အသတ်ရှိပါတယ်။အက်တမ်တွေမှာနျူကလ িয়াস တွေအချင်းချင်းထိတွေ့မိလို့မရှိဘူးဆိုပေမဲ့အက်တမ်တွေရဲ့နျူကလ িয়াস တွေအချင်းချင်းထိတွေ့မိကြတဲ့နေရာတစ်ခုတော့ရှိပါတယ်။အဲ့ဒါကတော့နေပါပဲ။နေဟာအဆိုင်ခဲပုံစံမျိုးမြင်တွေ့ရပေမဲ့တကယ်တမ်းအဲ့လိုမျိုးမဟုတ်ပါဘူး။အပူချိန်အင်မတန်မြင့်မားလို့တဲ့အတွက်အက်တမ်တွေအားလုံးဟာအငွေ့အဖြစ်ပဲတည်ရှိနိုင်ကြပါတယ်။ ။ကမ္ဘာမြေပေါ်မှာအဆိုင်ခဲတွေအရေးတွေဖြစ်နေတည်ရှိကြတဲ့အတံမြေရဲ့အဖွဲ့အစည်းပုံဟာနေရဲ့မြန်မာလာတဲ့အပူချိန်ကြောင့်အကုန်ငွေပြန်ကုန်ကြပါလေ။အဲဒီလိုတဟုန်တို့တောက်လောင်နေတဲ့နေရဲ့အခိုးအလျံတွေကိုအတွင်းပိုင်းကလျှက်စစ်တန်လိုက်လိုင်းတွေကထိန်းချုပ်ထားပါလေ။နေကဘာလို့များဒီလောက်ပူပြင်းရတာပါလဲ။ဘာလို့လဲဆိုတော့သူရဲ့မြန်မာလာတဲ့ဆွေငင်အားဟာအတံမြေအလုံးကိုဆွေးညစ်ထားတာကြောင့်ပါ။အဲဒီဆွေငင်အားဟာအတံမြေအသွင်ပြောင်းစေပြီး စိုင်းတွေထပ်မံထုတ်လုပ်ပေးပါတယ်အပူဆိုတာအဲ့ဒီကနေဖြစ်ပေါ်လာတာပါပဲနေရဲ့အတွင်းပိုင်းကို ရောက်ရှိလေလေစွန့်ငင်ရတဲ့အပူချိန်တွေမြင့်မားလာလေလေဖြစ်ပါတယ်နေရဲ့အလဲဘဟုမှာအတန်တွေဟာအင်မတန်မြန်ဆန်တဲ့နှုံထားတဲ့လှုပ်ရှားနေပြီးအရှင်းချင်းပုတ်တိုက်မိကြပါတယ်သူတို့ရဲ့နျူကလ িয়াস တွေအရှင်းချင်းထိခိုက်မိကုန်ပါတယ်နေဟာသူ့ရဲ့ကိုယ်ပိုင်စွန့်ငင်ရတဲ့လေပတ်နေတဲ့အနိမ့်မျိုးတစ်ပေါင်းပို့ပါပဲ။ အတွင်းပိုင်းရဲ့ဆွေငင်အားနဲ့အပြင်ဘက်ကိုပူပြင်းတဲ့တံခွေတွေထုတ်လွှတ်မှုအားတို့ဟာအရှုံးမြတ်တာစွာပဲဟန်ချက်ညီလို့နေပါတယ်။အဲဒီဟန်ချက်ညီမှုဟာနှစ်တန်းပေါင်းထောင်နဲ့ချီကြာညောင်းနေခဲ့ပြီးကျွန်တော်တို့ကဘာမြေပေါ်မှာတက်ရှိတွေစင်ကဲဖြစ်ပေါ်လာဖို့အတွက်အားကိုအားထားပြုရာစွန့်ရင်တွေကိုဖြည့်ဆည်းပေးခဲ့ပါတယ်။နေရဲအလဲဘဟုကအနှွင့်မြူထပ်ပေါင်းမှုထဲမှာဟိုက်ဒရိုဂျင်အက်တမ်တွေကိုဟီလီယံအက်တမ်တွေအဖြစ်ပြောင်းလဲပေးနေခဲ့ပြီးအဲဒီကနေထုတ်လွှတ်လိုက်တဲ့အနှွင့်မြူစွန့်ရင်တွေဟာ ဖိုတွန်အလင်းမုန်တွေအဖြစ်ထွက်ပေါ်လာပါတယ်။အဲဒီဖိုတွန်မုန်တွေဟာနေရဲ့မျက်နှာပြင်စီတဖြည်းဖြည်းထိုးထွက်လာခဲ့ပြီးကျွန်တော်တို့အနေနဲ့အလင်းဖြင့်မြင်တွေ့ရပါတယ်။ဟီလီယံဟာနေရဲ့အနည်းမြူလောင်စာချက်လို့ရမှာဓာတ်ပြာအဖြစ်ထွက်ရှိလာတာပါ။နေဟာအလေလက်ရွေးကြေတရာမျိုးစားဖြစ်ပြီးအပူချိန်ကတော့30မီလီယံဒီဂရီလောက်ရှိပါတယ်။ဟိုက်ဒရိုဂျင်ကိုဟီလီယံအဖြစ်ကူးပြောင်းပေးဖို့လုံလောက်တဲ့အပူချိန်ရှိပေမဲ့ဟီလီယံကိုထပ်မံချက်လို့ဖို့တော့အပူချိန်မလုံလောက်ပါဘူး။ တခြားသော Galaxy ချက်တရအစုဝေးကြီးတွေမှာနေထက်ဆွေးငင်ရတဲ့အပူချိန်ပုံမမြင့်မာတဲ့နေချက်တရတွေလည်းရှိနေပါတယ်။အဲဒီလိုချက်တရကြီးတွေမှာတော့ Alien ထက်ပုံမလေးလံတဲ့ Dressing တွေဖြစ်ကြတဲ့ကာဗွန်တွေအောက်ဆီဂျင်တွေကိုထုတ်လွှတ်နိုင်စွမ်းရှိကြပါတယ်။ဟိုးအရင်ကကပေးကဘာကာလတွေမှာသူတို့ရှက်လုပ်လိုက်တဲ့အဲဒီ Dressing တွေကိုအာကာသထဲစီ ထုတ်လွှတ်ပေးခဲ့ကြပါတယ်။တချို့သောချက်တရကြီးတွေကတော့အရွယ်အစားအပြင်လည်းအင်မတန်ကြီးမာပြီး ။လောင်စာချက်လုံးမှုလည်းအင်မတန်မြန်ဆန်လွန်းလာတာမလို့တက်တန်းသိမ့်မရှိသေးခင်မှာပဲပေါက်ကွဲပျက်စီးသွားတတ်ကြပါလေ။အဲဒီလိုပေါက်ကွဲမှုကြီးတွေကိုစူပါနိုဗာရယ်လို့ခေါ်ဆိုကြပါလေ။ကျွန်တော်တို့ကမ္ဘာမြေတရှိရာငကငွေတန်းဂလက်ဆီမှာတော့အဲဒီလိုစူပါနိုဗာဖြစ်ရတွေဟာရာစုနှစ်တစ်ခုမှတစ်ချိန်လောက်ပဲဖြစ်ပွားပါလေ။အဲဒီစူပါနိုဗာပေါက်ကွဲမှုကြီးတွေဟာနေရဲ့အလယ်ဘူထက်တောင်မှအပူချိန်မြင့်မားပါသေးတယ်။အဲဒီလိုမြင့်မားလာတဲ့အပူချိန်တွေကြောင့်ပဲ တန်တတုလိုလေးလံတဲ့ဒွက်စင်တွေထုတ်လုပ်ဖို့အခွင့်ပေးခဲ့ပါတယ်။စူပါနိုဗာတွေပေါက်ွဲတဲ့အခါသူတို့ရဲ့အလင်းတန်းတွေကိုဂလက်ဆီတခွင်ကနေတွေ့မြင်နိုင်လောက်အောင် တောက်ပလိရှိပါတယ်။ဒါပေမဲ့အဲ့ဒီလိုထွက်ပေါ်လာတဲ့အလင်းဟာပေါက်ကွဲမှုတွေကနေထုတ်လွှတ်လိုက်တဲ့စွမ်းအင်အလုံးရဲ့တိရခိုင်နှုန်းအရှိုးအစားလောက်ပါပဲ။ဂျန်နဲ့69ရာခိုင်နှုန်းသောစွမ်းအင်တွေကတော့အင်မတန်စံကျလာတဲ့အမုံအမျိုးအစားအဖြစ် စကြဝဠာတွေကိုပြန့်နှံ့သွားခဲ့ပါတယ်။တံပေါင်းမြောက်စွာသောအဲ့ဒီအမုံတွေဟာစာဖတ်သူရဲ့ ကိုခန္ဓာတွေကိုအခုတောင်ဖြတ်တန်းဝင်ရောက်နေတုန်းလို့ဆိုနိုင်ပါတယ်။အဲ့ဒီအမုံတွေကိုထောက်လန်းဖို့အတွက်ဆိုရင်ကဘာပေါ်မှာအစင့်မြင့်ဤပညာတွေနဲ့စောက်လုပ်ထားတဲ့သိပ္ပံခန်းတွေတဲကပဲသိမြင်နိုင်စွမ်းရှိပါလိမ့်မယ်။ Neutrino လို့ခေါ်တဲ့အမုံကိုထောက်လန်းခြင်းဟာအင်မတန်ခြားပါးလာတဲ့အလေးထားပဲဖြစ်ပါတယ်။သူတို့ကို လေ့လာဖို့အတွက်အင်မတန်စံပြတဲ့ကိရိယာတွေအဆောက်အဦတွေလိုအပ်ပါတယ်။ကဘာပေါ်မှာ Neutrino လေ့လာရတဲ့အတွက်စောက်လုပ်ထားတဲ့အဆောက်အအုံဖြစ် Super Camio Candy ဆိုတာရှိပါတယ်။ ဂျပန်နိုင်ငံရဲ့မြေအောက်မှာဆောက်လုပ်ထားတာဖြစ်ပြီးအနက်ပေ3000နီးပါးမှာပါအာကာသလေလာရေးအဆောက်အုံလိုမျိုးဘာလို့များမြေအောက်မှာဆောက်လုပ်ရတာပါလဲလို့စာဖတ်သူဇောဒကအတက်ရှင်တက်ပါလိမ့်မယ်စကြဝဠာတခွင်စံပြားဆုံးလို့ဆိုနိုင်တဲ့နျူထရီနိုအမုံကို ထောက်လန်းနိုင်ဖို့များပြားလာတဲ့အလင်းထောက်လန်းကိရိယာတွေကိုပေါင်းခန့်ရေးတန်9000နဲ့ကာယံပေးထားရပါတယ်။ဒါဟာနျူထရီနိုအမုံကိုထောက်လန်းနိုင်ဖို့ဒီဇိုင်းပါပဲ တခြားသောပရိုတွန်တွေနျူထရွန်တွေကတော့ကာယံထားတဲ့ကြောက်လွှာတွေကိုကျော်လွန်ဖြတ်သန်းလာနိုင်ခြင်းမရှိပါဘူးနျူထရီနိုအမုန်တွေကိုတော့တားဆီးနိုင်တဲ့အရာရယ်လို့မရှိသလောက်ပဲဖြစ်ပါတယ်နောက်ထပ်ခေါင်းစဉ်ကတော့ခဲစိတ်ကင်းစင်ခံအပိုင်း၃ရဲ့နောက်ဆုံးခန်းမှာ